သားများသည်ငရဲကြတတ်သလားတဲ့။စားတဲ့သူတို့ဆိုထားတာတော့ရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာ။ရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာ။ငရဲချဖို့ဆိုတာတော့ तू ကဒါတော့လူတယောက်မှသူ့ရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်ပြီး ဆုံးဖြတ်လို့ရတယ်။မြတ်စွာဘုရားကဟောတာ။ ပါဏတိပါတအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်လို့သာဟောတာငရဲကြာမယ်လို့ဘယ်တော့မှဖះတိတိကြီးမဟုတ်ဘာကြောင့်မဟုတ်တာတော့ဆိုအခြား condition တွေရှိတယ်အခြား condition တွေရှိတယ်ကဲလူလောကမှာပဲကြည့်ဒီပြစ်မှုတစ်ခုကျွလွန်ရင်ထောင်ကြတယ်ဆိုပြီးတော့အေးပတ်စံချမ်းသာလို့တဲ့လူကြီးနဲ့တိလို့ပတ်စံပေးလိုက်လို့လွတ်သွားတဲ့လူတွေမရှိဘူးလားလူကြီးနဲ့တိလို့ဆိုလွတ်သွားတာမရှိဘူးလား အဲ့ဒါဆိုရင်ဒီပြစ်မှုကျူးလွန်ရင်ဒီလိုခံရမယ်ဆိုတဲ့စကားမှားလားမှန်လားအဲ့တော့ပါဏာတိပါဒလို့ရင်ငရဲကြတယ်လို့မြတ်စွာဘုရားတရားကြည့်ပြတော့မဟုတ်ငရဲ၌ဖြစ်စေနိုင်သည်ဖြစ်စေနိုင်တဲ့ဒီအကုသိုလ်ကငရဲကို ဖြစ်စေနိုင်ဒါပေမဲ့ဖြစ်ရမယ်လို့မဟုတ်ဘူးနော်သူ့မှာ condition တွေရှိတယ် condition တွေရှိတယ်အလူကြီးနဲ့သိရင်တော့မကြဘူးငရဲ့ မြတ်စွာဘုရားဟောထားတဲ့ဟာတခုပြောပြမယ်ဘုကံတရားနဲ့ပတ်သက်ပြီးတော့တသမတ်ထဲမှာယူလို့မရဘူးဒီလိုစားကလေးတစ်ခဲဆိုတော့နော်စားကလေးတစ်ခဲကိုရေတဝက်လောက်ထည့်ထားတယ်ဖန်ခွဲထဲထည့်လိုက်ရင်ဘယ်နဲ့နေတောက်လို့ရပါငန်းတယ်လေအဲ့ဒီစားကလေးကိုအိုးထဲထည့်လိုက်ငန်းအောင်မလားအဲ့တော့မငန်းတာဘာကြောင့်လို့ဆိုရင်ရေအမောက်နေတာနဲ့များတာကွာ ဲ့တော့အကုသိုလ်လုပ်တဲ့လူကကောင်းတာတွေနဲလို့ရှိရင်တော့ခံရမယ်အကုသိုလ်တော့လုပ်တယ်ဒါပေမဲ့သူကအကောင်းတွေကလည်းအများကြီးလုပ်တယ်ဆိုရင်မခံရဘူးအဲ့ဒီလူကပျောက်သွားတယ်ဒါကတဘာဝတရားနော်တဘာဝပဲတကယ်လည်းလက်တွေ့တရားမြတ်စွာဘုရားကအဲ့ဒီလောနာကပန္နာတုံးမှာအဲ့လိုခေါ်တာမြတ်စွာဘုရားကဒီဖျားနဲ့ခစ်ပြိုင်ဒီချင်းဖျားကဘယ်လိုဟောတော့ ယောကောစိပါဏမတိပါတိတိသဘောတော်နိရိယံဥပပစ္စတိသူများတဲ့တတ်တဲ့လူမှန်တဲ့များငရေကြတယ်လို့ပြောတာမြတ်စွာဘုရားအဲ့ဒါကိုလက်မခံပါဏတိပါတော်နိရိယတောင်းတဲ့နေ့ကောပါဏတိပါတသည်ငရေ၌ဖြစ်စေနိုင်သည်လို့ပြောတာဖြစ်စေနိုင်သည်ဆိုတာဒီအကုသိုလ်ကတော့ငရေကိုချုပ်ပေးတတ်တယ်ဒါပေမဲ့လို့ငရေကြမယ်လို့မဟောဘူးသူ့ရဲ့ condition တွေကိုကြည့်အောင် condition ဆိုတာအခြေခံအကြောင်းတရားတွေအများကြီးရှိတယ် ခြေခံအကြောင်းတရားတိုင်းကြောင့်ရဲမကြတာလည်းရှိတယ်နော်ပုံသေးကြီးမှတ်လို့မရဘူးလို့ဒီလိုပဲမှတ်ထားလိုက်ပေါ့နော်အဲ့တော့ခုနစစ်သားတွေလည်းနတ်ပြည်ရောက်တော့တဲ့လူရှိမှာပေါ့